ကျွန်တော်ကမအေးတောင်းရဲ့တားပေါ့ဟုတ်အေးစရမဖို့ဘဝနဲ့အငယ်ရိုးလည်းအများကြီးပြုတ်ပြပေးတယ်ဟုတ်ခဏကိုလည်းရှိနေပေါ့နော်ဘော်ရီယာလည်းစောတထားတဲ့လူဆိုတော့အော်ချုပ်ဖို့လိုရလာတော့လည်းချုပ်ဖို့ရပါတယ်ပေါ့နေရအဲ့လိုနေနေမိမနေနှိမ့်ဆက်နေရတာပေါ့နော်တို့ရန်တည်ကျင်ကြရယ်အော်ကျွန်တော်ပြောလို့မရဘူးလေပြောအိမ်မှာတော့မပြောဘူးပေါ့ဒီနေ့ကျွန်တော်တို့ခဏထွေညပေါ့နော် ီဇလန်းတွဲလေးအတွက်ဒါရိုက်တာကို PK ရိုက်ပြီးတော့မြူးမွေမြူးမွေကိုတောင်းမြူးမွေရနေပြီးတော့ register တယ်ပေါ့နော်ခဏလေးညရဲ့ပရဝဲလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီစကားလို့ဟာ character ကအများကြီးပဲတိလား character အများကြီးပဲဆိုတော့မအဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ character တွေပေါ့အများကြီးပဲမင်းသားရယ်10ကတော့ရှိတယ်ပြီးတော့အာကျွန်တော်တို့ဒီကျွန်တော်မင်းသားဒီဘက် အဲ10ယောက်အပိုင်းရှိရယ်သူတို့တွေကြီးတဲ့ဘဝတွေရှိတယ်အရင်ကငယ်ဘဝတွေရှိတယ်ဆိုတော့အဲ့တော့ကာရီယာတွေအများကြီးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ကားပါခင်ဗျာကျွန်တော်ကမအေးတောင်းရဲ့သားပေါ့ဟုတ်ပါဘူးအာမားတော့ဒီအခုဒီပေါ့နော်အမားနဲ့လည်းတစ်ခါမှမဆုံဘူးလေလေမဆုံဘူးသေးတော့အခုလိုရိုက်တာအကိုတွေပြပြပေးတာတွေရယ်ပြီးတဲ့အခါကျရင်အမားနဲ့ဒီလိုကိုလိုအပ်တဲ့ဟာတွေကိုလိုက်ပြီးတော့မေးရတာပေါ့ဟုတ်အေးစစအမားဖို့ဘဝနဲ့အာငယ်တွေကိုလည်းအများကြီးပြပြပေးတယ်ဟုတ်အာဒီဟာကကျတော့ဒီလိုဟုတ် ကျွန်တော်တို့ခဏကိုလည်းရှိနေပေါ့နော်ဘော်ရီယာလည်းစောတထားတဲ့လူဆိုတော့အော်ချွတ်ဖို့လိုရလာတော့လေချွတ်ဖို့ရပါတယ်ပေါ့ဒါပေမဲ့ဟိုပါပေါ့အဓိကအဲ့မှာက concept ပေးနေတာကျွန်တော်တို့ဒီစုံမတ်စကားကြတော့ကျွန်တော်တို့ကအာဘယ်လိုလဲ suspend ကို suspend ဟိုပါပရိသတ်ကိုဟိုလူလူထင်းစေခြင်းအောင် ပို့ပြီးတော့တူလာ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 အများကြီးတွေးစေခြင်းနဲ့ message ကိုပေးနေတာဟောပြီးတော့မှအဲ့ စက်တွေအကုန်လုံးပြန်ပေါင်းတဲ့ခါကျတော့လေအကြောင်းရကောင်းကောင်းမွန်မွန်နဲ့ပြန်ပေါင်းနိုင်အောင်ကျွန်တော်တို့ကဒီဇလန်လောက်ထားတာပေါ့အဲ့ဒီမှာမှကျွန်တော်ခန့်တင်လာတော့အဲရေချိုးတဲ့အခန်းရဲ့ပြီးရခါမှာရေချိုးတဲ့အခန်းမှာဆိုတော့ဒီကောင်မလေးကိုတတ်တော့တတ်တာပေါ့နော်အဲဖြစ်နိုင်လာပေါ့နော်ဒါကတော့ဟို ကွန်မန့်တွေမှာဆိုလည်းပြောကြရတယ်အခန့်နဲ့ကောင်မလေးကိုတက်လိုက်တာလို့ပြောကြရတယ်ဗျာဒီမှာတော့အဲ့ဘောခန့်နဲ့တက်တာလည်းဖြစ်နေဖြစ်မှာပေါ့နော်ကျွန်တော်တို့အမြင်အဒီဒီယာပေါ့ဇက်ကောင်ကိုဖတ်ပြီးရဲ့အခါမှာဒီခန့်ထည့်ဆိုတဲ့ character ရဲ့ပြီးတော့ဒါကအပြင်မှာလည်းရှိနိုင်တယ်ပေါ့နော်ဘာလို့ကျွန်တော်ဒီလိုကမှလည်းဒီလိုမျိုးတွေကရှိကောင်းရှိနိုင်တဲ့အရာတွေရှိတယ် အဲကျွန်တော်တို့အနေနဲ့ကြောက်လဲအဲဇက်ညွန့်ဖတ်ပြီးသွားတဲ့အခါမှာပေါ့တရားကျွန်တော်ဒီဇက်ဇက်ကောင်ကိုဖြစ်ဖို့အတွက်ပို့ပြီးစူးစမ်းရတယ်ပေါ့နော်အခုမှခန့်တင်ကမောခန့်တင်ကအမုံးကြာကြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကျွန်တော်ဝမ်းတာတာကိုတိုးဆောင်တဲ့ဟာကိုသဘောကျလို့ပြောရလို့ပဲကျွန်တော်ထင်ထားတာပေါ့နော်အဲအပြင်မှာတော့ကျွန်တော်အရင်သဘောကောင်းပါတယ်တဖေးစတေးပါ2 face မဟုတ်ပါဘူးလို့ဒီမှာတော့အဲဟိုနောက်ဆုံးအိမ်ရလူတွေအစားပေါ့နော်ဘာဖြစ်သွားလဲနင်းတက်လိုက်တာလားပေါ့နော်ဒီကောင်မတွေနင်းတက်တာလားအာဟိုဆိုလဲ ဘာဖြစ်တာလဲအဲ့ character ကိုဘာဖြစ်လို့နေအဲ့လိုနေနေမိမနှိမ့်ဆက်နေရတာပေါ့နော်ပြီးတော့အရန်သိကျင်ကြရယ်အာကျွန်တော်ပြောလို့မရဘူးလေပြောအိမ်မှာတော့မပြောဘူးပေါ့အဲ့လိုတော့မရှိဘူးကျွန်တော်တို့ဒီအရှိမောကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေပေါ့နော်ဒီတရုတ်ဆောင်လုပ်မယ်ဆိုတဲ့အထက်ကစိတ်ပတ်သက်မှုကကျွန်တော်တို့ကတရုတ်ဆောင်လုပ်ချင်တာဗျာဟိုလူစိုးတွေမင်းသားတွေခေါင်းဆောင်တွေအဲ့လိုမျိုးလုပ်ချင်တာမဟုတ်ကိုရလာတဲ့ character ကို ဘယ်လိုပြင်ရအောင်လုပ်မလဲအဲ့အတွက်ကိုပါလို့အပ်မလဲအဲ့အတွက်ကိုကျွန်တော်တို့လုပ်တယ်အဲ့လိုမျိုးပေါ့နော်ဒါတော့ဟုတ်အော်ဒီကာရတာကျတော့လေအဲ့လို အမှန်တော့ကျွန်တော်ပထမဆုံးစကားလည်းဖြစ်တာပထမဆုံးစီးရီးလည်းဖြစ်တဲ့အခါဆိုတော့ကျွန်တော်တက်ကကျတော့အာ challenge ဖြစ်တယ်ပြီးတော့ project တွေမနေမှုသေးတဲ့ပုံစံတစ်ခုပေါ့နော်အဲပုံမှန်ဆိုကျွန်တော်ကဒီ modeling runway လျှောက်တယ်ကွာအဲ manager ရတယ် manager မာတယ်ဆိုရင်လည်းဒီလိုတိတ်အများကြီးနဲ့ပြည်တဲ့နဲ့ထိထိမှုမရှိဘူးပေါ့နော်အဲအခုကတော့ပထမဆုံးဒီ CV ကိုတက်ဆောင်ပြီးတဲ့အခါမှာကျတော့အဲ project တွေစီကနေဒီ feedback လေးရလာတယ်ပေါ့အဲ့ပုံမှာတော့ကိုကတော့ကျေးဇူးတင်ပါတယ်ဟောဒီအကုန်လုံးပေါ့ဟုတ်ကျွန်တော်တို့ပေါ့အဲအမှန်ကျွန်တော်အခု ဒါကြောင့်ကျွန်တော်တို့ကိုယ်ခံရတဲ့ကိုရောဆိုင်မလို့ထင်တယ်ကျွန်တော်နေနေကြတော့ကျွန်တော်လက်ဗနတပစ္စည်းဟောတူပေါ့ဗျာကျွန်တော်ဗုဒ္ဓဘာသာမှာလူမျိုးတွေကကျွန်တော်လူပြီးဆိုတဲ့တည်းကသူဘာလို့ယူကျွန်တော်မစင်စားနိုင်တဲ့အချိန်ကြောင့်မှကျွန်တော်လူတယ်ပြီးတဲ့အခါကျရင်ကိုယ်စိတ်ပိုင်းပြတ်တဲ့အချိန်မှာကျွန်တော်တူတယ်ပြီးတော့ဘယ်နေရာမဆိုပေါ့ကိုယ်စိတ်ထဲမှာကအမှထားပါတော့အဒီဒီဦးလေးညီကူရဲမှာလှုပ်လှုပ်နေတာတွေ့လို့ကိုယ်ကတနာလို့ပေါ့နော်အဲကိုယ်စိတ်ထဲမှာစိတ်တစ်ခုပေါ်ပေါက်ပြီးလို့ဆိုတော့လှူရင်လှူလိုက်တယ် အဲ့အိုက်ပက်ဆန်ကို तू ကဘာသုံးလိုက်မှာ तू ကရက်တောက်လိုက်မှာ तू ကဘာလုပ်လိုက်မှာမဟုတ်တာလုပ်လိုက်မှာအဲ့ဒါကြီးကိုကျွန်တော်လိုက်မပူတော့ဘာလို့ဆိုတော့မလိုအပ်ဘူးလို့ကျွန်တော်လည်းထင်တယ်ဗျာကျွန်တော်ပြောတဲ့ကိစ္စကိုစိတ်ပြပြတနာနဲ့လုပ်နိုင်တဲ့ဟာကျွန်တော်ပြောလိုက်တယ်အဲ့ကြကြောင့်ဟိုအနောက်ကဘသူတွေပါတယ်ဘာလုပ်မယ်ဆိုရရကျွန်တော်တိတ်ပြီးတော့ကောင်းတယ်မထွေးတော့ဘူးနဲ့